Supra National မြန်မာ2026ရဲ့ Supra Chat Challenge ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အခု Cherry နဲ့အတူတူရောက်ရှိနေတာကတော့ Group B ပဲဖြစ်ပါတယ်ရှင်။ Group B members လေးတွေကို Cherry ကနေပြီးတော့မိတ်ဆက်ပေးပါမယ်။ Miss Supra National မူတုံခင်ဝင်းမုံကြီး Miss Supra National မြိတ်နေတစ်ကူ Miss Supra National မြကြီးနာအေဂရီမူပိုင် Miss Supra National နေပြီးတော့အင်းခင်ဘုံ Miss Supra National ပြေစင်မိုးပြေ့ Miss Supranational ပြင်ဦးလွင် Amelia Miss Supranational စစ်တွေရွှေရွှေဆန်ဆိုတော့ဒါဒီနေ့မအနေပြီးတော့ညီမလေးတို့ကို live story လေးတွေအကြောင်းမေးမယ်ပေါ့နော်ဆိုတော့ဒီ introduction လေးတွေပေါ်မှာမူတည်ပြီးတော့မကမေးခွန်းလေးနှစ်ခုမေးမယ်မေးခွန်းလေးနှစ်ခုမေးပြီးလို့ရှိရင်ညီမလေးတို့ရဲ့ဉာဏ်ဉာဏ်သေးကိုစမ်းသပ်တဲ့ page question လေးတစ်ခုမေးမယ်ပေါ့ဒါလေးပါပဲဆိုတော့ supranational မှုတုံးညီမလေးကနေပြီးတော့ introduction လေးမအောင်ဆောက်ပြပြပြပါ မိသားပါ။အမ်ကျမကတော့ supernatural မှုတောင်ခေဝမုံကြီးဖြစ်ပါတယ်။ Okay. Building Queen တယောက်အနေနဲ့ညီမလေးမှာဘလို့ရည်ချင်းနေနဲ့ပြည့်စုံနေပြီလို့ထင်လဲ။အာအရာအလုံးကို perfect ဖြစ်အောင်ကြိုးစားထားပါတယ်။ Okay ပါ။ဒါဆိုလို့ရှိရင်ဒီ miss ပြိုင်ပွဲတွေပေါ့နော် beauty pageant မှာအများကြီးရှိတဲ့ထဲမှာ supranational ကိုဘာလို့ရွေးချယ်ပြီးရှင်ပြိုင်ခဲ့တာလဲ ရှေ့ပြိုင်သွားတဲ့အမတွေနဲ့ပြီးတော့အာသူတို့ရဲ့ပြရှိလာတဲ့ position တွေပေါ်မှာလည်းအရင်သဘောကျတယ်အားလုံးက role model အဖြစ်ထားရတဲ့အတွက်ရေရှက်ဖြစ်တာပါရှင်။ကျေးဇူးပါညီမလေး။ဆိုတော့ Spanish နဲ့မြိတ်ညီမလေး intro လေးမိတ်ဆက်ပြပါဦးနော်။ညီမမေကတော့နေတိကူပါ။ဒီ Spanish နဲ့မြိတ်ကိုစားဖြစ်ပြလားစစ်တဲ့စစ်ပြပါရှင်။အသက်ကတော့27နှစ်ပါ။ညီမလေးဖြတ်တန်းခဲ့တဲ့ညီမလေးရဲ့ professional life မှာပေါ့နော်ဘလို့စိန်ခေါ်မှုတွေနဲ့ကြုံတွေ့ခဲ့ရတလဲမိရဒီတဲ့ဘယ်ကေတာကြောင့်အမောက်ဆုံးပြေပွဲဖြစ်တဲ့အတွက်ကြောင့်လူစိတ်ကုန်မှုတွေအများကြီးရှိပါတယ်အဲစိတ်ကုန်မှုတွေကိုခုကိုကောင်းဆုံးစူးစမ်းစီတဲ့စိတ်ကဒီဒီထက်ပေါ့စိတ်ပြည့်ထက်လို့ဒီတဲ့ကူလာစိတ်ပေတာပါဒါကြောင့်မို့ဘာစိတ်ကုန်မှုပဲဆိုကိုယုတ်ကြည့်မှုကိုကိုစိတ်တန်းကြည့်ပြီးတော့လည်းဖြတ်ကျွတ်မှာဖြစ်ပါတယ်မလေးမှာဘာအားအားနေချက်တွေရှိရလို့ထင်လဲအားနေချက်ကတော့

วมันมเฉยๆพี่จะอาจจะดีอาจจะเดอาจจะเ๋ยวพี้อนนเนอาเรยนาตัเรือนนมาเรื่ยๆเองกฎหานี่ยเกฎหมายเนี่ย่เนี่ ဆိုတော့ဒါညီမလေးဒီအလုပ်တစ်ဖက်ပေးချမ်းတစ်ဖက်စူးစမ်းနေတဲ့အပေါ်မှာဒီ balance မြောင်ဘယ်လိုမျိုးချိန်ညိတယ်လဲပေါ့ ဆိုတော့ညီမလေးရဲ့ intro လေးထဲမှာမှဖတ်ရတယ်ပေါ့နော်ဆိုတော့ positive energy အရန်အားကောင်းတယ်လို့ရေးထားတယ်ပေါ့နော်ဆိုတော့ beauty queen တယောက်အနေနဲ့ positive energy ကဘယ်အတိုင်းဒါလောက်ထိအရေးပါတယ်လို့ညီမလေးထင်လဲဟိုကဒီတိုင်းနဲ့ဆက်ရအောင်အန်ထုတ်ရဲ့ဒီနေ့ဒီကံတော်ကိုကိုကူတိုင်းကလည်း positive energy ရှိနေတယ်ဒီချားလို့ဒီကို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 ကြည့်မှဒီလိုမျိုးဖြစ်နေရတယ် ဒီကနေလည်းပြေးလိုက်တဲ့အရာသူတို့ကလူမျိုးမျိုးတွေဖြစ်စေတယ်။အာဒီကြီးရဲ့အကြောင်းကတော့မပြေရမေးပါလို့ဆိုကျေးဇူးပါညီမလေး။ဆိုတော့နေပြီးတော့ညီမလေးရဲ့ intro လေးမှနားထောင်ကြည့်ပါနော်။မင်္ဂလာပါ။အမေကလည်းခုဘုံကိုပြန်လာမှုစပယ်လေးကိုပြန်ပြီးတော့ဖန်ဆစ်စပယ်ပြန်ရှင်။အခက်တာဆက်နေတာ။အခုလည်းရှိရတဲ့အလေးတန်းကိုပြန်ပြန်ကြားလို့ရတယ်။အခုက အဲ့ဒါတော့တော့ဒီ Miss Universe မှာကနေတော့ five နော်အဲနေရာဆုံးမှာဖြစ်ပါတယ်အဲ့မှာတော့အဲ့ process ကြီး finalist ကြီးကိုအဲတက်လာနိုင်တာရှိတယ်။ဒါမဲ့ကနေအဲ့မဲ့တွေကအဲ့ဒီအဲ့တော့မကြလာရင်လည်းအဆောပေါ့နော်ကျွန်တော်တို့အဲ့ supernatural မှာ technical system ကိုအားလိုက်တော့ဖြစ်ပါရှင့်။ဆိုတော့ဒါ မလေးကဒီပြိုင်ပွဲဝင်နေတဲ့မှာအသက်အငယ်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အသက်ငယ်တဲ့သူတယောက်အနေနဲ့ဒါ beauty pageant ကိုဝင်ပြီးတော့ join တဲ့အခါမှာဒါပညာရေးနဲ့ pageant ဗတ်ညီအောင်ချိန်ကြီးရတာမျိုးတွေရှိတယ်ဘလို့အခက်ခဲတွေရှိသလဲဘလို့ကြော်လွားခဲ့လဲပညာရေးနဲ့ဒီဝါသနာနဲ့အပေါင်းအသင်းပေါ့နော်ရှင်လွှဲလိုက်တဲ့အခါမှာတော့ပညာရေးကလည်းရေးပါတယ်လို့ဒီဝါသနာကလည်းပုံတွေမတိုင်တူဆိုတာလေ အာဒီနိုင်ရတဲ့ကောင်လေဒီကိုယ့်ရဲ့ဝတ္ထနာနဲ့သွားပြီးရှာလိုက်လို့ဆိုရင်ဒီဝတ္ထနာရဲ့မှာလေပညာကမပါဖြစ်ပေါ့နော်ဆိုတော့အဲဒီပညာလေးကိုလည်းမလို့အောင်ကိုဒီတန်ရဲ့အတွက်လည်းအားရအောင်ဆိုပြီးတော့ဒီမှာအာဆာလေးပေါ့နော်ညအားရဲ့အချိန်မှာဒီကပ်နားရဲ့အချိန်ပေါ့အဲ့ဒီမှာကျွန်တော်ကအဲဆာကိုပြန်လိုက်တယ်ပေါ့နော်ဆိုတော့အဲပညာရဲ့ဘက်လည်းမလို့တူဘူးအပေါ်ဒီကိုဝတ္ထနာဘက်ရဲ့ဒီ ဒီပုံစံပတ်စံနဲ့အားဆိုင်နေပါရှင့်ဆိုတော့မလေးရဲ့ intro ထဲမှာမတို့ဖတ်ရတယ်ပေါ့နော်ဒီ Yangon Powerful Project အကြောင်း initiative လေးကြောင်းထည့်ထားတွေ့ရတယ်ဒီအကြောင်းလေးကိုမအောင်ရှင်းပြပေးပါ um Yangon Powerful ကဘာကြွားလဲဆိုတော့ခမုန်းကိုရိုင်းနေပေါ့နော်အခမုန်းကိုရိုင်းက project ဖြစ်တယ်အခမုန်းကအဲဒီအသက်ငယ်လူနဲ့ဒါခုမရှိပါဘူး supernatural လူမျိုးကခမုန်းအသက်ငယ်လူမျိုးနော်ဆိုတော့အဲအကြောင်းကို အာဒီနဲ့အတူဆိုတဲ့ဒီ project လို့ပြောလို့မရအောင်ဆိုတော့ဒါမှမဟုတ်ခမုံးတို့တိုင်းခမုံးဒီညှင့်တင်ပြီးအနေနဲ့ပေါ့နော်ခမုံးဒီဟာလေးကိုစဉ်းစားမှတော့ပါရှင့်ကျေးဇူးပါနော်ဆိုတော့ဒီကိုစားပြုညီမလေးဒါ intro လေးပြပြပေးပါအောင် မင်္ဂလာပါကျမကတော့ Miss Supranational ဖြစ်2026ဇင်မိုးပြည့်ဖြစ်ပါတယ်ကျမတက္ကသိုလ်25နှစ်ပါကျမရဲ့အလုပ်ကံကတော့ model နဲ့တရုတ်ဆောင်ဖြစ်ပါတယ်ရှင်ကျမကဒီ2026ပေါ့နော် Miss Supranational ပြီးအဲ Miss Supranational မြန်မာလမ်းကြောင်းကိုရောက်ဖို့အတွက်ကိုအများကြီးအားယူခဲ့ရတယ်အများကြီးအားယူခဲ့ရတယ်ဒီပြိုင်ပွဲအတွက်ကိုပေါ့နော်ညီမအတွက်ကတယောက်တည်းရက်တင်နေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လဲ challenges ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီပြိုင်ပွဲပြိုင်တဲ့အခါမှာလဲပေါ့ဒီပြိုင်ပွဲပြိုင်မှုရမှာညီမအနေနဲ့ဘု து ရဲ့ဆုံးဖြတ်ချက် ဘသူရဲ့အကူအညီကိုမှမယူဘဲနဲ့ညီမရဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ဒါကိုကိုကိုပဲအားကိုးမယ်ဆိုတဲ့စိတ်နဲ့ပဲဖန်တီးခဲ့ရပဲဖြစ်တယ်ပေါ့အာညီမကအခုဒီ Miss Supranational လမ်းကြောင်းပေါ်ရောက်တယ်ဆိုတာကတာမန်အလှမယ်တယောက်ဖြစ်ဖို့ဆိုတာထက်ကိုပေါ့နော်တယောက်တည်းရက်တည်နေရတဲ့အမျိုးသမီးတွေပေါ့ဘွားကဘွားရဲ့အခက်အခဲကြမ်းတမ်းနေကြမှာတယောက်တည်းရက်တည်နေရတဲ့အမျိုးသမီးတွေအဲသူတို့သူတို့အတွက်အားဖြစ်မဲ့အတန်အဖြစ်ကိုညီမရှိပေးခြင်းတဲ့အတွက်ကြောင့်မလို့ Supranational Platform ကိုရွေးချယ်ခဲ့တာဖြစ်ပါရဲ့ရှင်ဟုတ် ကျေးဇူးပါဆိုတော့ဒီမလေးကိုမေးချင်တာလေးကဒီ international patient ဒီမှာဝင်ရောက်ပြီးတော့ပြိုင်ပွဲဝင်မဲ့ပြိုင်ပွဲဝင်နေနေပေါ့နော်ဒီအတွေ့အကြုံကဘယ်လောက်တိုင်းဒါဒီအရေးပါတယ်လို့ဒီမလေးထင်တယ်လေအတိတ်ကလေ international အထိသွားမယ်ဆိုရင်တော့ patient ဘိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော် miss တယောက်ကနေပြီးတော့တခြား knowledge တွေလည်းတည်ထားတင်တယ်ဒါအပြင်မှာအာဒီ miss တယောက်မှာရှိတဲ့အာ knowledge အပြင်တခြား speaking ဗောနော် english speaking ဆိုလဲ speaking သူ့ရဲ့ဒီအာတခြားသောနိုင်ငံက miss တွေနဲ့ communicate လုပ်နိုင်ဖို့အတွက်ကိုဒါတွေကလည်းလိုအပ်တယ်လို့ညီမထင်တယ်ဗောအဓိကကတော့ကိုယ့်ဘက်ကနေတော့လုံးဝ perfect ဖြစ်နေအောင်တော့အာလုံးဝဖြစ်သွားဖို့တော့လိုအပ်တာဗောနော်ဒီ skill တွေကလည်း miss တယောက်မှာလိုအပ်တယ်လို့ညီမအနေနဲ့ထင်ပါတယ်ရှင်ဟုတ် မလေးရဲ့ intro ထဲမှာမဖတ်ရတယ်ပေါ့နော်မလေးမှာကိုပိုင်းဆောင်ပုံလေးရှိတယ်လို့မလေးရေးထားတယ်ဆိုတော့ဒီကြောင်းလေးကိုလည်းရှင်းပြပြပါဟုတ်ကဲ့ပါကျမကမန်ကျမကအမှန်တိုင်းပြောရလို့ရှင်ကိုချစ်တော်ဘောကိုရက်တည်နေသူဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လောက်ပဲဖြစ်ဖြစ်ကိုတိုင်းလောက်တာများတယ်တယောက်တည်းသွားတာများတယ်တယောက်တည်းဆုံးဖြတ်တာများတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ညီမကတယောက်တည်းရက်တည်ရနေမှာငါမှငါပဲရှိရဲဆိုရအတွေ့ရ ကျမမှာအမြင်နဲ့အဲဟာခေါင်းထဲမှာအမြင်ရှိနေဒါလည်းကျမတို့အတွက်တွန်းအားတစ်ခုလိုပဲထင်တယ်အဲဒါကြောင့်မလို့ငါ့မှာငါပဲရှိရယ်ဆိုရယ်စိတ်ကိုကိုကိုပဲအားကိုးမယ်ဆိုရယ်စိတ်ကြောင့်ကျမဒီနေရာအထိဒီလိုရှင်ပြန်နိုင်တာလည်းဖြစ်တယ်အဲ့ဒါလည်းကျမရဲ့တွန်းအားတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဟုတ်ကျေးဇူးပါကျေးဇူးပါဆိုတော့ဒါပြင်ဦးလို့ညီမလေးရဲ့ intro လေးမှရနားထောင်ကြည့်မယ်နော်မင်္ဂလာပါရှင်ကျမကတော့ Miss Supranational ပြင်ဦးလို့2026 MBA ဖြစ်ပါတယ်အသက်ကတော့29နှစ်ပါ Bachelor of Business Management ကျောင်းသူတို့လည်းဖြစ်ပါရရှင်။ကျမကကိုပိုင် Small Business တည်တည်လေးတခုရှိပါတယ်။ Miss Universe ပြည်ကိုစားပြုအနေနဲ့ Miss Universe မြန်မာ2019ရောင်းအတချေ Miss Universe ဖအံကိုစားပြုအနေနဲ့ Miss Universe မြန်မာ2023ရောင်းအတချေဝင်ရောက်ရှင်ပြိုင်ခဲ့ပြီပေါ့ခဲ့။ကျမကလေးဘွားတော့က Domestic Finance နဲ့ Tech ကျောင်းခဲ့ရပါတယ်။အဲလူမန်တိတဆာအရွယ်မှာတော့ Broker Firm ကနေပြီးတော့မှကြီးပြင်းခဲ့ရပါတယ်။ Broker Firm ကနေပြီးတော့ကြီးပြင်းခဲ့ရတယ်ဆိုပေမဲ့ အာမငယ်ပဲနဲ့အထီးမကြံမနဲ့မသိငယ်ပဲနဲ့ဘဝကိုဘလို့စူးစမ်းရုံးကပ်ပြီးတော့ရက်တည်နိုင်တယ်ဆိုတဲ့အာကိုကျမလို့ family ကနေကြီးပြင်းလာတဲ့သူတိုင်းအတွက်စံပြတယောက်အနေနဲ့ရှိချင်ပါတယ်။ကျမအခုချိန်ကကျမကိုကျမတတိယအကြိမ်ခွင့်ရပေးခြင်းဖြစ်ပါတယ်။အမျိုးသမီးတွေကမျိုးသားတွေနဲ့ထန်းတူရှင်ပေါင်တမ်းပြီးရက်တည်နေနိုင်တယ်ဆိုတာကိုကျမချပြခြင်းနဲ့အတွက်ကျမဒီ Miss Brand National ကိုဝင်ရောက်ရှင်ပြန်ခြင်းဖြစ်ပါတယ်။ Miss Supra National Myanmar Organization ကလည်းကျမကျမလိုမျိုးမွေးဖွားလာတဲ့သူတိုင်းအတွက်ကျမနဲ့အတူလက်ထွဲပြီးတော့ကူညီဆောင်ရွက်မှုတွေအများကြီးပြုလုပ်ပေးနိုင်မယ်လို့ယုံကြည်တဲ့အတွက်ကျမဝင်ရောက်ရှင်ပြန်ခြင်းမှာဖြစ်ပါတယ်ရှင်။ဆိုတော့အခုချိန်မှာပေါ့နော်မာလေးကဒီ broker family မှာ domestic violence တွေလည်းကြုံတွေ့ခံစားနေရတဲ့စိတ်တန်ရရနေတဲ့လူငယ်တွေစုဝေးထားတဲ့အခန်းတစ်ခန်းထဲကိုရောက်သွားမယ်ဆိုလို့ရှင်သူတို့ဘာပြောမှလဲသူတို့ဘာပြောမလဲဆိုရင်တော့ဒါက ကိုတူရဲကြောင့်တွေ့နေရမှာပေါ့ပေါ့နော်ဒီလိုအရာတွေကိုခွန်အားဖြည့်ယူပြီးတော့မှစူးစမ်းပါပြီးတော့ရင်ထီးချက်နေပါနဲ့တိမ်ငယ်နေပါနဲ့ဘဝဆိုတာတိုက်ပွဲတစ်ခုပါပဲကိုကစူးစမ်းတည်၍ကိုရှောင်းလန်းနေတည်၍ကိုသွားနေတဲ့လမ်းရဲ့အဆုံးမှာပန်းတိုင်ဆိုတာရှိမှာပါဆက်စူးစမ်းပါဆက်သွားပါတနည်းနည်းတော့ကိုရောက်ချင်တဲ့ပန်းတိုင်ကိုရဲ့အရင်းတန်းဆိုတာရှိမှာပါလို့ပြောချင်ပါတယ်ရှင် ပြီးတော့ဒါညီမလေးကိုပိုင် business လဲ run နေတယ်လို့ရေးထားတယ်ပေါ့နော်ဆိုတော့အဲစီးပွားရေးလုပ်ငန်းရှင်မျိုးသမီးတယောက်အနေနဲ့ဒီ beauty page ကိုဝင်ရောက်ပြီးတော့ join တဲ့အခါရှင်ပြိုင်တဲ့အခါမှာဘလို့အခက်ခဲလေးတွေရှိလဲကိုယ့်ရဲ့ career နဲ့ beauty page နဲ့ဘလို့လေး balance ညီအောင်စူးစမ်းခဲ့လဲဆိုတာလေးပြပြစေ small business business ဆိုတာကတော့ဒီမှာ online shop လုပ်တယ်ပေါ့နော် online shop ဆိုတော့ဖုန်းနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကိုမအဲဒီညပိုင်းလေးတွေမှာတော့အချိန်လေးပေးပြီးတော့မှ ဖုန်းနဲ့အလုပ်လုပ်ဖြစ်တဲ့အမှားဖြစ်တယ်ပေါ့နော်ဒီ page တွေ reply ပြန်တာအစားပေါ့နော်အဲ့လိုအချိန်လေးတစ်ခုခွဲပြီးတော့အခုဒီပြိုင်ပွဲပြိုင်တော့လေဒီပြိုင်ပွဲအတွက်ကိုအချိန်တတ်ခွဲတယ်ဒီစီးပွားရေးအတွက်ကိုအချိန်တတ်ခွဲပြီးတော့မှ mask schedule လေးဆွဲပြီးတော့ balance ပြောင်းပြောင်းလို့ဆောင်ရွက်ပါတယ်ကျေးဇူးပါညီမလေးဆိုတော့ဒါစစ်တွေမလေးရဲ့ intro လေးနားထောင်ကြည့်မယ်နော် မင်္ဂလာပါရှင်ညီမလေးနာမည်ကတော့ချီရီဆန်းဖြစ်ပါတယ်ညီမအသက်ကတော့21နှစ်ပါအာညီမဆိုရင်ဒီယူမတောင်တန်းကိုအမိပြုထားတဲ့အမျိုးနဲ့တက်တောင်မျိုးကတော့ညီမရဲ့စာတီးပဲဖြစ်ပါတယ်ရှင်အဒီပြီးတော့ဒီရခိုင်ပြည်နယ်မျိုးတော်ဖြစ်တဲ့စစ်တေကိုစားပြအနေနဲ့လေဒီ Miss Supervision နဲ့မြန်မာမှာပါရောက်ရှင်ပြန်ခွေရတဲ့အတွက်ကြောင့်ညီမအနေနဲ့ရန်ဝင်ခေါ်ယူမိပါတယ်ရှင် ဒီနေ့ဝစ်လာတာတွေကအားလုံးထဲမှာအရန်ထူးထူးခြားခြားလေးဆိုတော့ဝစ်စုံလေးကြောင့်ပြပြပါအောင်။အာဝစ်စုံဒီဝစ်စုံလေးရဆိုရင်ဒီရခိုင်ရိုးရဝစ်စုံပေါ့နော်ရခိုင်တွေရိုးရမရှိမဖြစ်ရိုးရဝစ်စုံလေးပေါ့နော်။ဆိုတော့ညီမလေးကဒီ Super National မြန်မာပွဲမှာပေါ့နော်ရခိုင်ကိုစားပြုစစ်တွေကိုစားပြုတယောက်အနေနဲ့ဒါကိုကိုစားပြုတဲ့မြို့ရဲ့ဘယ်အရာတွေကိုခြားပြသွားခြင်းလဲ။ အာညီမဒီရခိုင်နဲ့ပတ်သက်ပြီးတော့အများကြီးချက်ပြသွားရှင်တယ်ဒီရခိုင်တွေမှာဒီအခြေဟောင်းဖျားပထိုးရရှိတယ်ရခိုင်ရခိုင်လုံးကြီးတယ်အများကြီးရှိတယ်ရခိုင်เนี่ยကိုကိုကိုကအရန်အာကိုကြတယ်ကိုကိုပိုင်းကိုရကိုပိုင်းเนี่ยထုတ်တဲ့ဟာတွေကိုအာကိုကြတယ်အဲကြောင့်ရခိုင်နဲ့ပတ်သက်တဲ့ဟာတွေအများကြီးချက်ပြသွားရှင်ပါလို့ရှိတယ်မာလီရဲ့ intro လေးထဲမှာပေါ့နော်ဒီ voice of hope အကြောင်းလေးမာလီထည့်ရေးထားတာတွေ့ရတယ်ဆိုတော့ detail လေးပြောပြပေးပါဦး ဟုတ်ဒီ white zone home ဆိုတာဒီမျိုးရဲချက်အိမ်မက်ပေါ့နော်။အညီမအရင်တုန်းကနေမာနေတဲ့အချိန်တုန်းကညီမကလေးတွေကိုစားပြပေးခဲ့ရတယ်။ဒီစားပြပေးခဲ့တဲ့အချိန်မှာကလေးတွေရဲ့ဟိုအိမ်မက်တယ်မျိုးရဲချက်တွေကအမ် သူတို့ရဲ့အိမ်မှာယုံကြည်မှုမရှိဘူးမျိုးလဲရှက်ပြောက်နေတယ်လို့သူတို့ရဲ့မျက်နှာနဲ့တွေ့ခဲ့ရတယ်ညီမဆွေလည်းအဲ့ထဲကနေပြီးတော့ယုံကန်ထွက်လာပြီးတော့ညီမဒီဒီပြိုင်ပွဲကိုဝင်ခဲ့တယ်မလွဲဖြစ်ဖြစ်ဒီမင်းကလေးတရားအောင်နေနေပေါ့နော်ဒီပြိုင်ပွဲမှာဝင်ပြိုင်နိုင်တယ်ဆိုတဲ့ဟာကိုညီမညီမပြောလိုက်တဲ့စကားကသူတို့အတွက်အင်အားဖြစ်စေတယ်အဲ့အတွက်ကြောင့်လည်းညီမသူတို့ကိုသူတို့ရဲ့မျိုးလဲရှက်အိမ်မှာကိုညီမရဲ့အတန်အဖြစ်နဲ့ပေးရှင်တာပါရှင်ကျေးဇူးပါကျေးဇူးပါရှင်ကဲပြည်သက်ကြီးများအားလုံးအခု တွေ့မြင်ခန်းစားကြရတာကတော့ Superchat Group B ရဲ့ဒါတို့ရဲ့ intro နဲ့ပတ်သက်တဲ့မိကွန်းလေးတွေဖြစ်ပါတယ်။ဆက်ပြီးတော့ဒါမှညီမလေးတို့ကိုညာညာသွေးကိုစမ်းသပ်တဲ့ page question လေးနဲ့မေးလိုက်မယ်နော်။ဆိုတော့မလေးကနေစလိုက်မယ်။တင့်ကိုအပြည့်အဝဖော်ပြပေးနိုင်မယ့်စကားလုံးသုံးလုံးကဘာတွေလဲ။ရေးရင်မို့။ဟုတ်တော့ရော။သုံးလုံးသုံးခုပေါ့။ရေးရင်မို့တောက်ပါမို့ ပျော်ရွှင်မှုဟုတ်ပါပြီရှင်နောက်တစ်ယောက်ထပ်သွားလိုက်မယ်နော်ကြာရှုံးမှုကိုကြောက်ရွံ့နေတဲ့သူတွေကိုကိုကဘလို့လုံဆောင်မလဲသူတို့အတွက်ဘလို့ message မျိုးပေးခြင်းပါတယ်လဲကြောက်ရွံ့မှုဆိုတာကလူတိုင်းမှာရှိပါတယ်အဲ့ဒီကြောက်ရွံ့မှုကိုကိုက ပို့ပြီးတော့ကြောက်လို့နေမယ်ဆိုရင်ဒီဘာရမဆိုးကိုကစစ်စစ်လို့ပြမှာပေါ့ပါဘူးအဲဒါကြောင့်ဒီတရားကအဓိကတော့ကြောက်ရမှုမရှိသေးတာအကောက်ဆုံးပါပဲကိုယ့်ကိုယုံကြည်မှုရှိမှုတော့ပထမပါပဲယုံကြည်မှုရှိရင်ဘာကြောက်ရမှုဆိုကိုယ့်ကိုလုံနိုင်တယ်ဆိုပြီးတော့စိတ်လေးရှိဖို့ပါပဲကျေးဇူးပါတင့်ကိုဒီပြိုင်ပွဲကအနိုင်ရသူအဖြစ်မရွေးချယ်ခဲ့ဘူးဆိုလို့ရှင်ဘသူကအနိုင်ရတင်ပါတယ်လဲဘာကြောင့်လဲ ူကအနိုင်ရပြင်နေတယ်ဆိုတော့ဒီမှာဒီကနေ့ဆုံးဖြတ်နေတယ်အင်းဒီ organization ကတီတီနဲ့တက်နေတာဆုံးဖြတ်တယ်အဲ့တော့ဒီကိုလူအမ်ဂျီစီအဆုံးဖြတ်ရတဲ့ဒီမှာဒီမှာဆယ်ရည်က organization ကရွေးချယ်တဲ့သူကထိုက်တန်ပါတယ်ပေါ့ ရှင်းခုံနေတယ်ထင်တယ်နော်အမေဒီကနေ့ရေးချယ်လို့တဲ့ဒီကိုဖိုက်တာဟုတ်တယ်ရတာချင်းနဲ့ဖြစ်တယ်ဟုတ်ကဲ့ပါကျေးဇူးပါဆိုတော့ဒီပွဲမှာအခြားသောပြိုင်ပွဲဝင်နေနဲ့နှိုင်းရှင်လိုက်တဲ့အခါမှာမြမလေးရဲ့ထူးခြားပြိုင်ပကင်းစေတဲ့အချက်ကဘာပါလဲအော်ထူးခြားတယ်လို့ပြောနေကြတာ ်များလည်းမတူတဲ့ချက်ပေါ့သူများလည်းမတူတဲ့ချက်ပဲသူများလည်းမတူတဲ့ချက်ဆိုရင်တော့အာတရားနဲ့တရားကောင်းရောအကောင်လုံးကသူ့ရဲ့ချင်းနဲ့တူရရှိကြရဲပြီးတော့သူ့အနှားနဲ့တူပြီးသူ့ရဲ့အာလက်နိုင်ခြင်းတွေပေါ်တော့အများကြီးရှိကြရဲအတွက်အာခင်မုန်းရဲ့ပြကြရဲ့အချက်ခင်မုန်းအားတာရဲ့အချက်ကိုပြောပါဆိုလို့ရှိရင်တော့ခင်မုန်းကအဲဒီမှာပြောရလို့ရှိရင်အတန်အနေဆုံးလေးဖြစ်တယ်ဒါပေမဲ့ခင်မုန်းကအမ် ဒီမှာလည်းပုံမှန်အရှိကစင်မြန်မာရေးလည်းရှိတယ်။ဒါကတော့လည်းပြောမယ်ဆိုရင်မြစ်စင်ဒါးစောင်းရတယ်ပြန်လို့ရဆိုရင်ဒီတိတ်ဟာတိတ်ကြောင်ကြီးတန်ဝန်တိတ်ကြောင်ကြီးရှိတာတစ်ခုရယ်ပြီးတော့အဲဒီမှာကဒီတစ်ခုခုဆိုလို့ရှိရင်အာဒီအမရဲ့အကုန်လုံးကိုအဲတိုင်နေတတ်တယ်ပေါ့နော်တိုင်နေတတ်တော့အမရဲ့ဘယ်စကားကိုလိုက်နိုင်အဲ့ဒါမျိုးဆိုအဆုံးရချက်ကြည့်ပါဟုတ်ကဲ့ကျေးဇူးပါဆိုတော့မလေးရမေကုံးလေးက အလမောင်အလမဲပြိုင်ပွဲတွေနဲ့ဆက်လျင်းပြီးတော့အနုလက္ခဏာဆောင်တဲ့ဝေဖန်ခြင်းသဘောတရားတွေကိုကြုံမှုပါသလားဘလို့ဖြတ်ကျော်ခဲ့ပါသလဲ။ အအဓိကတော့ဘယ်နေရာဘယ်လမ်းကြောင်းမှမဆိုပါတော့เนาะအကိုနက်ဂတစ်ကမြင်နေသူရှိရယ်ပိုဇီတစ်ဘက်ကတွေးပြရသူရှိရယ်ပေါ့เนาะဒီလိုနေရာမှာမှညီမတို့ရဲ့ဒီမစ်မစ္စတာတွေဆိုလို့ရှိရင်မန်တိုင်းပြောလို့ယူဝေဘန်ခံရတာတိုက်ခတ်ခံရတာပုံများတယ်ပေါ့เนาะညီမကိုယ်တိုင်လည်းဒါကြုံခဲ့မှုတယ်ညီမကိုယ်တိုင်လည်းဒီ moral miss ပိုင်းတယ်မဟုတ်ပဲねတခြားတော့ဒီတရုပ်ဆောင်ပိုင်းမှာလာလုပ်နေရသူဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ပိုင်းမှာလည်းညီမဝေဘန်ခံရတယ်အများကြီးရှိရယ်ဒါပေမဲ့ညီမကအဲ့လိုဝေဘန်ခံရတဲ့အပေါ်မှာဘယ်လိုမျိုးအားယူလဲဆိုလို့ရှိရင် ်သူတို့ကတခုဝေဖန်နေညီမအဲ့ဒါထပ်ပို့ပြီးတော့စူးစမ်းလေးပေါ့နော်အဲ့ဒါကိုပဲသူတို့ဝေဖန်တဲ့စကားသံတွေကိုပဲကိုကမှားနေရဆိုရင်ပြင်တယ်သူတို့ပေးတာကိုကိုလုံးဝနက္ခတ်ကိုကိုလုံးဝကြစေချင်လို့ထိုးချရတဲ့စကားဆိုလို့ရှိရင်ညီမအဲ့စကားကိုယူပြီးတော့အားဖြင့်အားယူပြီးတော့မှဓာတ်ထပ်ပို့ပြီးရှေ့ရအောင်သွားပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဆိုတော့မလေးရမေကုန်းလေးရကြတော့ဖေးချက်လောကဒီအလှမယ်လောကကိုဝင်ရောက်လာဖို့အတွက်အသင်ကိုဘယ်ရာတွန်းအားပေးခဲ့တာလဲ ဟိုကျွန်မကိုတောင်းအားပေးကြရတော့ကျွန်မရဲ့မိဘနှစ်ပါးပေါ့နော်ကျွန်မရဲ့ family ပြဿနာတွေ family ပြဿနာပေါင်းများစွာကြုံတွေ့ကြရတယ် domestic violence နဲ့လည်းကြုံတွေ့ကြရတယ်ကြောက်တဲ့တိမ်ငယ်ခဲ့တယ်အားငယ်ခဲ့တယ်ကျွန်မလိုပဲမွေးဖွားလာတဲ့သူတွေလည်းအများကြီးရှိနေဆိုတာတွေ့ခဲ့တယ်အဲ့တော့ကျွန်မစူးစမ်းခြင်းနဲ့နေရာတစ်ခုရအောင်လုပ်ခြင်းနဲ့အားငယ်ပဲနဲ့ဒီမှာစူးစမ်းရပညာရေးပင်လယ်ပွဲတွေယူရ ်တင်ငယ်ပြီးစိတ်တကြနေတဲ့လူတိုင်းအတွက်ကျွန်မအရှိရနေမမမမရက်တည်ပြီးတော့အသိပညာဘူးတရား knowledge တွေကို sharing လုပ်ပေးခြင်းနဲ့မြစ်တာတွေပေးခြင်းနဲ့ခွန်အားတတိတွေပေးခြင်းနဲ့အဲဒီစိတ်ငယ်ပဲကျွန်မဒီဖဲချံလောကရဲ့မှာသူတို့ရဲ့ရှေ့မှာစံပြမြို့သမီးတယောက်အနေနဲ့ရက်တည်ခြင်းနဲ့အတွက်ဒီဖဲချံလောကရောက်လာခဲ့ရဖြစ်ပါတယ်ကျေးဇူးပါညီမဆိုတော့ဒါညီမလေးရဲ့မိကွန်းကကြတော့ တင့်ရဲ့အကြီးမားဆုံး role model ဒါမှမဟုတ် inspire person ကဘယ်သူပါလဲတင့်ပေါ်မှာဘယ်လိုလွှမ်းမိုးမှုရှိပါသလဲ ဟုတ်မြမရဲ့ဟိုဟာဘောနော်ရိုးမော်တဲ့ aspire ပိုင်းရကြတော့ဟာဒီရခိုင်ဟိုရခိုင်ကိုစားပြီးဖြစ်တယ်ဟိုဟာမဆုံမြိုက်ခံညီမရဲ့ရိုးမော်တယ်ဘောနော်သူကညီမရဲ့စံပြပုံကတရားဘောသူ့ကိုကြည်ပြီးတော့ညီမဒီပြိုင်ပွဲတဲ့ပြိုင်ချင်လာတယ်အတူချစ်မှဆိုလဲသူကအများကြီးပြိုင်ပွဲတဲ့အများကြီးပြိုင်တယ်အမှသူသူကအများအများကြီးအောင်မြင်မှုတွေရရှိတယ်အဲအားကြောင့်ညီမအနေနဲ့ဒီမဆုံမြိုက်ခံညီမတဲ့စံပြပုံကတရားပါရှင့် ကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင် Super Chat Group B ရဲ့ဒါ super chat challenge လေးရတော့ဒါ PC သွားပြီပေါ့เนาะဆိုတော့ဒီ group ကနေပြီးတော့မှဒါ cherry ကဝင်းနာတယောက်ထွက်ပေါ်လာမှာဖြစ်ပါတယ်ဒီဝင်းနာဟာ semi final ကိုတက်ရောက်သွားမှာဖြစ်ပြီးတော့ semi final မှာထပ်ပြီးတော့ပြိုင်လို့ဝင်းနာထက်ရတယ်ဆိုလို့ရှိရင်เนาะဒါ cherry က super chat challenge ဝင်းနာအနေနဲ့ grand final မှာ top 10ထဲကိုအလိုလျောက်ပါဝင်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ challenge မှာဆိုလို့ရှိရင် cherry က dye ရဲ့အမှတ်30ရာခိုင်နှုန်း voting က 80ရာခိုင်နှုန်းပါမှာဖြစ်တဲ့အတွက်ဒါကိုအားပေးနေတတ်တဲ့ပြိုင်ပွဲဝင်တွေဒါ top တွေကိုအသီးသီးတက်လန်းနိုင်မှုအတွက်ဒီ super chat မှာလည်းနေရာကောင်းရနိုင်မှုအတွက်ဒါအားလုံးကဖုန်တင်ပေးကြပါလို့ချော်ရီဖိတ်ခေါ်ချင်ပါတယ်ရှင်။